အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောညနေလေးဖြစ်ပါစေညကနေပြီးတော့ဆုမွန်အောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဒီနေ့ညမှာတော့ဒါကျွန်တော်တို့လက်ရှိဒါဆွေးနွေးရမှာ Arsenal အသင်းရဲ့အပြောင်းအရွှေ့ပဲပေါ့နော်အပြောင်း Arsenal အသင်းရဲ့လက်ရှိအပြောင်းအရွှေ့ကတော်တော်ကြီးကိုအေးဆက်ဆက်ဖြစ်နေပြီးတော့ ရှေ့မရောက်နောက်မရောက်ပြဿနာတစ်ခုဖြစ်နေတယ်လို့ပြောလို့ရမယ်လို့မှပါတယ်အဲ့တော့လက်ရှိမှာအာဆိုအသင်းရဲ့ပြိတ္တတွေနဲ့အခုလက်ရှိအပြောင်းရွှေ့ရာသီဖွင့်နေအချိန်မှာအာဆိုအသင်းနေနဲ့ဘာဒီများလုံနေလဲဆိုတော့အကုန်လုံးကသိချင်းမိသားဖြစ်နေမယ်အဲ့တော့အာဆိုအသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့အဝေးရောင်းနေအကုန်လုံးသူ့ဟာသူအတွင်းထဲမှာလှုပ်ရှုပ်နေခဲ့ပြီမဲ့အပြင်ကိုတင်းအဲ့လောက်မရောက်ဘူးလို့ကျွန်တော်အနေနဲ့မြင်နေဒါပေမဲ့ကျွန်တော်ထင်တာအလုပ်တွေအများကြီးလုံနေစေဖြစ်တယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲ အာဆိုတဲ့နခုလက်ရှိမှာစာချုပ်တံတူးရမယ့်လူတွေကိုဒါလုံနေတာလေတက္ကနာရှိလို့လက်ရှိမှာကစားသမားခေါ်ယူမှုအတွက်လေအာဆိုတဲ့လုံနေတာဖြစ်တော့အာဆိုတဲ့ကဒါကျတော့အာကစားဒရိုက်တာဖြစ်တဲ့အန်ဒရီယာဘာဒါအဒီနဲ့သူရောက်ရောက်လာခြင်းမှာပဲအလုပ်တွေတအားများသွားတယ်လို့ပဲဆိုလို့ရမယ့်တဲ့မှာပါတယ်အဲ့တော့ အာဆုံးသင်းတဲ့ခုလက်ရှိမှာတကယ်တမ်းပြန်စစ်ဆေးခြင်းမတိုက်စစ်မှုကိစ္စပါအခြေအနေတူလေဒီဟာလေးကိုကျွန်တော်တို့ပြောအောင်အာဆုံးသင်းတဲ့ခုလက်ရှိမှာဒါဘန်ဂျမင်းဆက်စကိုတရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာသူတို့နေတာကျွန်တော်ကစားသမားနဲ့ပုံကူကြီးရသဘောတူညီမှုနီနီရခဲ့တယ်ပြောချင်တာကစားသမားကလည်းအာဆုံးသင်းကိုပြောင်းရွှေ့ခြင်းပြီးတော့အာဆုံးအတွက်ကစားသမားကိုဒါ9နှစ် plus 1နှစ်တပတ်လုခလာစားတာကျွန်တော်ယူရို2သိန်းခွဲပေါင်2သိန်း2000ပတ်ချာလဲဝင်းညင်ကြနဲ့ဒါသဘောတူညီနိုင်ခဲ့တယ်ဆိုတဲ့ကောလာဟာလာတွေအများကြီးထွက်သွားခဲ့အဲ့နောက်ပိုင်းမှာခုနပြောသူပဲအာဆုံးသင်းကလည်းဒါ Victor Kayogres နဲ့ပုံကူကြီးရသဘောတူညီမှုရထားတဲ့တဲ့သင်းဖြစ် Pero no. စက်စကိုကဗစ်တာကာယိုဂရက်စကိုပုတ်ကူရရသဘောတူညီမှုရတဲ့အတင်းတင်းနေနဲ့အခုချိန်မှာဒါကစားသမားတယောက်ကတော့မင်းမြန်ဆက်ဆန်ခေါ်ယူတဲ့နေဆိုတာအကုန်လုံးသိပြီးသားဖြစ်နေမယ်။ဒါပေမဲ့ဒီညမှာအာဆောသင်းဘာလို့တွေ့ဝင်နေလဲဆိုတော့ကျွန်တော်အနေနဲ့နားလေတူတူရပါမယ်။ဘာလို့နှင်းနေလဲဆိုတော့ကျွန်တော်အနေနဲ့မသိဘူးလို့ပြောပြရစေ။အဲ့တော့ဘာလို့တွေ့ဝင်လဲဆိုတော့လက်ရှိမှာအာဆောသင်းနေနဲ့ဒါဗစ်တာကာယိုဂရက်စရဲ့လက်ရှိပေါက်ဈေးကယူရို65သန်းပေါင်55သန်းဖြစ်တယ်။တစ်ဖက်ကဘန်ဂျမင်ဆက်စကိုရဲ့အပြောင်းရွှေ့မှာဒါကြောင့်တစ်ဖက်အသင်းကယူရို63သန်းထိတောင်းထားခဲ့ပြီးပေါင်85သန်းထိတောင်းထားခဲ့တယ်။ပြောချင်တာဒါကျွန်တော်ဈေးအားဖြင့်တော်တော်လေးကိုမြောက်တယ်လို့ပြောလို့ရတယ်။အဲ့တော့လက်ရှိ မှာအာဆလုံသေးရဲ့နံပါတ်1ပြစ်မှတ်ကဆက်စကူဖြစ်တဲ့အတွက်ကြောင့်မို့ဒီကစားသမားကိုပဲဆက်လက်ပြီးကန်လန်မှုပြုမလားဒါမှမဟုတ်ဗစ်တာကိုင်ယိုဂရက်စ်ကိုပဲပြန်ရွှေ့မလားဆိုတဲ့ပုံစံမျိုးကိုအာဆလုံသေးဆုံးဖြတ်နေပုံရတယ်အဲဒါကြောင့်မို့ဒါကျွန်တော်အနေနဲ့အပြောင်းအရွှေ့မှာကြာနေတယ်လို့မြင်တယ်ကစားသမား2ယောက်လုံးကလည်းအာဆလုံအသင်းကိုလူလူလလလာကြည့်နေတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာအာဆလုံအသင်းအနေနဲ့ဒီကစားသမား2ယောက်ကိုဘယ်အသင်းကိုတရားဝင်ပထမဆုံးအနေနဲ့ကန်လန်မှုတစ်ခုပြုလုပ်မလဲဆိုတာကိုသူတို့အနေနဲ့ရွေးချယ်နေပုံရတယ် ဒါပေမဲ့ဒီလိုရွေးချယ်တဲ့အချိန်မှာတခြားသောအသင်းတွေအနေနဲ့ဒီကစားသမားတွေကိုလည်းရှိမှစိတ်ဝင်စားနေတယ်ဆိုတာကလည်းပြောစရာမလိုဘူး။ဟော Victor Kyogres ကိုလည်းရှိမှတည်ကြတဲ့ Diamond Chelsea အသင်းကတရားဝင်ချိန်ဆက်မှုတွေကိုပြုလုပ်နေပြီးပြီးတော့ Victor Kyogres နဲ့ Arsenal အသင်းပါဒါကျတော့အလွတ်လွတ်တာနှောင့်နှေးမှုကြောင့်မလို့ Chelsea အသင်းနဲ့ဒီကစားသမားကလည်းတရားဝင်စကားပြန်ပြောမှုတွေကိုပြုလုပ်နေတယ်။အဲ့တော့လက်ရှိမှာ Arsenal အသင်းရဲ့နံပါတ်1ပြမက်ကလက်ရှိမှာ Sesko ဖြစ်တယ်။ဒါပေမဲ့တစ်ဖက်ကဒါ RB Leipzig ရဲ့တော်တော်လေးကိုမြင်မာတဲ့ဒီတော်တော်လေးကိုမြင်မာတဲ့ဈေးတောင်းမှုကြောင့်မို့ Arsenal အသင်းနဲ့ဒီအပြောင်းအရွှေ့မှာ တော်လေးကိုတွေးခွဲရခိုင်တယ်အဲ့တော့ကျွန်တော်အမြင်ကပြောမှာဆိုကျွန်တော်အနေနဲ့အာဆန်အသင်းနဲ့ Victor Kyogres ဘက်ကိုပို့ပြီးတော့သွားတယ်လို့မြင်တယ်အာဆန်အသင်းနဲ့ပို့ပြီးတော့ကြိုက်မဲ့ကစားသမားတယောက်လို့မြင်တယ်အသက်အားဖြင့်ဒါကျွန်တော်ကွာတယ်ဆိုတာမှတ်မိမဲ့ Victor Kyogres အနေနဲ့တကယ်တည်းပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ PRC ပေါင်55သန်းနဲ့တန်းမဲ့လောကသားဆိုတဲ့ဒီဈေးလောက်ပဲဆိုရင်တော့အာဆန်အသင်းတို့တော်တော်လေးကိုဖိဖြစ်မယ်လို့မြင်တယ်ဒါပေမဲ့လက်ရှိမှာဒါအာဆန်ရဲ့ထိပ်ဒီပိုင်းနဲ့ Andrea Barta တို့အုပ်စုအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုချိန်မှာဒါကျွန်တော်တို့ခေါင်းကြိုက်ပြီးဒါတော်တော်လေးကိုဆွေးနွေးနေနေစေပြီအဲ့တော့ပြဿနာကဒါအာဆန်ပြည်သက်တဲ့အရင်တုန်းကလိုပဲဖြစ်မှာဆိုရင်ဒါဒီလိုမျိုးဆွေးနွေးဆွေးနွေး နဲ့မရှိသင့်မဲ့ရှိပြီးတော့ဒါတိုက်စစ်မှုမရှိတဲ့အခါကျွန်တော်နောက်နေရာဒီတစ်ခုကိုထပ်ပြီးတော့ဖြတ်သန်းရမှာအာစနိုပြိတ္တတွေကစိုးရိမ်လာလို့အကုန်သိရတယ်အဲ့တော့လက်ရှိမှာဒါဆက်စကိုကတော့ဒါကျွန်တော်ကန်ကောင်းတခုကအာစနိုအသင်းကလွှင့်ကျန်တဲ့အသင်းတွေကတည်တည်ချာချာစိတ်ဝင်စားပုံကြီးမှမမရှိဘူးဒါပေမဲ့လက်ရှိမှာဒါကာယိုဂရက်စကိုစိတ်ဝင်စားနေတဲ့အသင်းတွေကများတယ်အဲ့တော့ဒါအာစနိုအသင်းတွေဒါမင်းမြတ် act လုပ်ရမယ်ဒါထုံးဝင်နိုင်သွေးအေးနေတယ်ဆိုရင်တော့ခံသွားရမယ်ကွာတခုရှိတယ်ဒါပေမဲ့အခုလက်ရှိနောက်ပိုင်းဒါကျွန်တော်ရက်ပိုင်းတို့မှာတော်တော်လေးကို hit ဖြစ်လာတဲ့အပြောင်းအရွှေ့တခုကအာစနိုအသင်းရဲ့ကစားသမားကိုဒါကျွန်တော်နှစ်ယောက်လောက်ကိုဒါကျွန်တော် ရီယယ်မက်ဒရစ်ကဒေါ်လီကိုစိတ်ဝင်စားနေတယ်ရီယယ်မက်ဒရစ်အသင်းကခုလက်ရှိနောက်တန်းခေါ်ယူမှုတွေအတွက်လက်ရှိတည်ကြရတဲ့အတိုင်းပဲသူတို့အနေနဲ့ဒါထပ်ပြီးတော့အားအရှိန်ဝင်ပြီးတိုးဆောင်လာခဲ့တယ်အာဆိုအသင်းရဲ့လက်ရှိကစားသမားဖြစ်တဲ့ဝီလျံဆာလီဘာကိုဒါကျွန်တော်ခေါ်ယူဖို့တော့သူတို့အနေနဲ့ဒေါ်လီကိုစိတ်ဝင်စားတယ်စာချုပ်တက်တန်းကုန်ရအလွတ်နဲ့ခေါ်ယူဖို့အတွက်ကြိုးစားနေပြီးတော့ဒီနှစ်နွေရာသီမှာလည်းရန်ဖန်ရန်ခါရရန်လို့ test the water တွေလုတ်သွားရင်လုတ်သွားမယ်ဒါပေမဲ့အခုလက်ရှိမှာဒီဆာလီဘာတွေမဟုတ်ဘဲနဲ့စာချုပ်တက်တန်းအရာကောလာဟာလာ Guardian တင်ထားပုံရဆိုရင်ဒါကောလာဟာလာပဲရှိတယ်ပေါ့နော်ကောလာဟာလာတွေကအာဆနယ်အသင်းနဲ့စာချုပ်တက်တန်းအစင်သိမ့်မပြေသေးတဲ့ဒါကျွန်တော် ော်တို့ Louis Kelly ကိုဒါကျွန်တော်တို့အဲ Real Madrid တင်းနဲ့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်။ Real Madrid တင်းနဲ့ခုလက်ရှိတည်ရတိုင်းမှာဒါကျွန်တော် Alvaro Fernandez ကိုဒါကျွန်တော်တို့ Benfica နဲ့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေခဲ့ပေမယ့်ဒီနေရာမှာနောက်ထပ်ဒါပို့ပြီးတော့ငယ်ပြီးတော့ပို့ပြီးတော့ကောင်းနိုင်တဲ့ကစားသမားတစ်ယောက် left back ကစားသမားတစ်ယောက်ကိုဒါခေါ်ယူဖို့အတွက်စိတ်ဝင်စားနေဒီအသက်16နှစ်ရွယ်ဒါ Arsenal ရဲ့လက်ရှိကစားသမားကို Arsenal တင်းကစာချုပ်တက်တန်းတိုးဖို့တောင်းလျှောက်ကြိုးစားနေစေဖြစ်ပြီးအခုလက်ရှိမှာတော့ကစားသမားကို Real Madrid ဘက်ကစိတ်ဝင်စားသွားတဲ့အတွက်ကြောင့်ကစားသမားရဲ့စာချုပ်တက်တန်းကို အာတတန်းတူတဲ့ကိစ္စနည်းနည်းလေးနှောက်နေပြီးတော့ဒါကျွန်တော်တို့ကြာရှည်နေတယ်ဆိုပြီးတော့ Guardian ဘက်ကတင်ထားတာကိုတွေ့ရပါတော့ Louis Kelly ရဲ့အပြောင်းအလဲမှာကျွန်တော်တို့ကဒါ Real Madrid အသင်းနဲ့လွယ်လွယ်ကူကူရမယ်လို့မထင်ဘူး Arsenal ဘက်ကလည်းဒါ Louis Kelly ကိုလွယ်လွယ်ကူကူနဲ့အသင်းကပေးထွက်မယ်လို့ကျွန်တော်နေတယ်မထင်ဘူးဒါပေမဲ့ကစားသမားရဲ့ဒီညမှာဆုံးဖြတ်ချက်မှာလည်းအများကြီးမူတည်တယ် William Saliba လို့ပဲအခုလက်ရှိမှာ Saliba က Kelly ကိုနှစ်ယောက်လုံးစာရုပ်တတန်းတိုးဖို့အတွက် Arsenal အသင်းနဲ့အပူတင်ပြင်ဆင်နေပြီးတော့ဒါအပေါင်းလက္ခဏာဆောင်နေတာက Saliba ပေါ့နော် Louis Kelly ကလက်ရှိမှာရှေ့မရောက်သေးဘူးလို့သိရတယ်မဟုတ်ပါအဲ့တော့ အန်ဒရီယာဘာတာတယောက်ပဲကန်ဆိုးရတာဘာသာတော့မသိမယ်။သူအာစနယ်ရဲ့ရောက်ချင်းမှာတကယ်ကိုဒါအကြီးကျယ်အလုပ်တွေကိုရှယ်လုပ်နေရတယ်ဆိုတာကတော့လုံးဝငင်းစရာမရှိဘူးလို့ပြောလို့ရနေတာ။အဲ့တော့အာဆိုသစ်နဲ့သူတို့ရဲ့လက်ရှိကစားသမားတွေကိုလည်းစာချုပ်တက်တန်တူရဲ့နေရာမှာလည်းအပူတမြင်လုပ်နေတယ်လို့ပြောလို့ရတယ်။အဲ့တော့ဒီစာချုပ်တက်တန်တူရာနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးနည်းနည်းလေးပြောရမယ်ဆိုအာစနိုသစ်နဲ့သောမတ်စ်ပါတီစာချုပ်တက်တန်တူတဲ့ကိစ္စကလက်ရှိမှာရှေ့လည်းမရောက်နောက်လည်းမဆုပြဿနာတစ်ခုထပ်ပြီးဖြစ်နေတယ်လို့သိရတယ်မှာပါတယ်။အခုလက်ရှိမှာသောမတ်စ်ပါတီကအခုရရှိနေတဲ့လစာတိုင်းပဲသူနည်းလိုချင်ပြီးတော့စာချုပ်တက်တန်ရဲ့တစ်နှစ် +1 နှစ်ပေါ့နော်။ 1+1 ပုံစံမျိုးလို ခြင်းနဲ့အာဆုံသင်းကအခုရရှိရနေတဲ့လာဇာနဲ့25ရာခိုင်နှုန်းနဲ့30ရာခိုင်နှုန်းရှော့ချပြီးတော့လာဇာရှော့ယူတဲ့ပုံစံမျိုးသောမတ်ပါတီကိုကန့်လန့်ခဲ့တယ်။သောမတ်ပါတီနဲ့ဒါကိုကောလာဟာလာတွေကပယ်ချခဲ့ပြီးအခုလက်ရှိရနေတဲ့လာဇာပုံစံမျိုးအတိုင်းပဲသူတို့အနေနဲ့လူချင်းနဲ့ဆိုပြီးတောင်းဆိုခဲ့တယ်။အခုလက်ရှိမှာသောမတ်ပါတီနဲ့အာဆုံသင်းဆင်မပြေတဲ့အချိန်မှာအာဆုံသင်းနဲ့သောမတ်ပါတီကိုဒါဒီကြားထဲမှာစာချုပ်မချုပ်နိုင်ခဲ့ဘူးဆိုရင်တော့သောမတ်ပါတီကိုဒါကျွန်တော်ခေါ်ယူဖို့အတွက်ဒါကျွန်တော်စိတ်ဝင်စားနေတဲ့အသင်းကတော့ တခြားတော့သေးမဟုတ်ဘူးဒါကျွန်တော်တို့ဘာဆိုနာသင်ဖြစ်တယ်ဘာဆိုနာသင်ကခုလက်ရှိမှာအာစနိုသင်နဲ့စာချုပ်တက်တန်းတိုးဖို့အတွက်အခြေအနေဒီမဟန်တော့တဲ့သောမက်စ်ပါတီကိုတော့တရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်နေပြီဆိုပြီးတော့တည်င်းတွေထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်အဲ့တော့ပြောချင်တာကသောမက်စ်ပါတီကိုလက်ရှိမှာအာစနိုသင်နဲ့စာချုပ်တက်တန်းတိုးဖို့အတွက်နီးမြအာတီဒါကိုတိုင်ကအလိုရှိနေဖြစ်တယ်အာတီဒါကိုတိုင်ကလက်ရှိမှာသူ့ရဲ့ဒါကျွန်တော်တို့ရန်ဖန်ရန်ကတွေ့ရတဲ့ဒါ press conference မှာတင်းစားရှင်းလင်းပွဲဒီမှာပြန်ကြည့်မယ်ဆိုရင်တော့ တောမက်စ်ပါတီကိုဒါကျွန်တော်တို့အာစနယ်ရဲ့လက်ရှိနီးပြအာတီဒါကိုထံအလူရှိနေတာဖြစ်ပြီးတော့ဒီနီးပြကိုဒါကျွန်တော်တို့အဲဒီဒီကစားသမားနီးပြကိုအလူရှိကြအန်ဒီယိုဘန်တာကလည်းစာချုပ်တက်တန်တို့ဘူးတော့ဒါပေမဲ့ပြဿနာကခရွန်ကီတို့အုပ်စုအနေနဲ့တောမက်စ်ပါတီအတက်ရွယ်ရင်နာနဲ့တခြားမကြခဏဒဏ်ရာရတဲ့ကြောင့်လက်ရှိရနေတဲ့လာစားတဲ့ short ယူဖို့အတွက်အာစနယ်အသင်းကအလူရှိနေပြီးတော့တောမက်စ်ပါတီကလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်မဝင်စားဘူးလို့သိရတယ်ဒါမှပါတော့လက်ရှိမှာသူအနေနဲ့သူကလိုချင်တာလက်ရှိရနေတဲ့လာစားတိုင်းပဲလိုချင်တဲ့သူနဲ့ဒီတိုင်းပဲဆက်သွားမယ်သူကလန်ဒန်မှာနေချင်တယ်ဆိုပေမဲ့အခုလက်ရှိဘာစလို နာကဒီအပြောင်းရွှေ့တဲ့ကိုဝင်ရောက်လာတဲ့အတွက်ကြောင့်မတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့ scenario တစ်ခုဖြစ်လာခဲ့ပြီလို့ပြောလို့ရရင်ဒါရောက်တော့အဲ့တော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်လက်ရှိမှာအာစတွန်သင်းနေတဲ့တောင်ပံကစားသမားအတွက်လည်းဒီနှစ်နွေရာသီမှာအပူတပင်းဆက်လက်ပြီးရှားဖွေနေစေဖြစ်တယ်လို့သိရတယ်မှာပါတယ်အဲ့တော့တည်ကြတယ်မှာအာစတွန်သင်းကိုဒါကျွန်တော်လီရိုက်စာနေကိုဒါလီရိုက်စာနေရဲ့အေဂျင့်တွေကတရားဝင်ချိတ်ဆက်ပြီးတော့ကန်လန်ဘူးတွေ့တာဘူး ခေါ်ယူမလားဆိုပြီးကစားသမားဘက်ကနေပြောကန့်လန့်ခဲ့တယ်။ဒါပေမဲ့လက်ရှိတိရတ်လောက်ကတော့ကျွန်တော်လီရိုက်စာနေရဲ့အသက်ကြီးမားမှုရေသူတို့အနေနဲ့ဒါစတာလင်2.0ဖြစ်သွားမှာဆိုတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့လီရိုက်စာနေရဲ့ကန့်လန့်မှုကိုတော့လက်မခံခဲ့ဘူးလို့သိရတယ်မှာပါ။အဓိကနောက်တစ်ချက်အနေနဲ့ပြောမယ်ဆိုတော့လီရိုက်စာနေရဲ့လက်ရှိလုခလာစာဖြစ်တဲ့တပတ်လာကလာကျွန်တော်ပေါင်3သိန်းကပေါင်3သိန်းခွဲယူရို4သိန်းလောက်ရှိတဲ့ဈေးတစ်ခုကြောင့်မလို့ဒါကျွန်တော်အာစနိုအသင်းအနေနဲ့လီရိုက်စာနေကိုဒါကျွန်တော်ညှင်းပယ်ခဲ့တယ်လို့သိရတယ်မှာပါ။အာစနိုအသင်းနဲ့ကတောင်းပန်ကစားသမား ခေါ်ခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ပို့ပြီးတော့ငယ်မယ်ပို့ပြီးတော့ ော့ကောင်းမယ်အသင်းမှာဒါရေရှည်ရတုံးလို့ရနိုင်မယ်ကစားသမားကူတာခေါ်ယူသွားဖို့အတွက်အဆီဇင်ရှိတယ်လို့သိရတယ်တော့ပါတယ်ဒီသိစားနဲ့ပတ်သက်ပြီးနည်းနည်းလေးဆက်ဆက်ပြီးပြောရမယ်ဆိုတော့အာစနယ်အသင်းနေနဲ့အခုလက်ရှိမှာနီကိုဝီလီယံကိုတော့လုံးဝလက်လျှော့ပွဲရမှာရှိသေးပဲနဲ့သူ့ရဲ့လုခလာစာကိုအာစနယ်အသင်းနေညှိနှိုင်းမယ်လို့လည်းသိရတယ်တော့ပါတယ်အဓိကကခုနကပြောသူဘာစနာအသင်းနဲ့နီကိုဝီလီယံကိုခေါ်တော့မှာမဟုတ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါကြောင့်နီကိုဝီလီယံကိုဒါကျွန်တော်တို့ခေါ်ယူမယ်အသင်းအတဲကဒါအသင်းတစ်သင်းဖြစ်လာခဲ့တဲ့အတွက်ကြောင့်အာစနယ်အသင်းနေနီကိုဝီလီယံကိုခေါ်ယူခြင်းတယ်လို့သိရတယ်တော့ပါတယ်ဒါပေမဲ့ခုနကသူ့ရဲ့မြန်မာရဲ့လုခလာစာကအာ ာစနောအသင်းအတွက်အဟန့်ဒါဖြစ်နေတယ်ဆိုတော့လုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်နေဒီလောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 30.0ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလူဆိုတော့ပေါ့ကိုကြည့်လို့ရပါတယ်။ညံပြလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment နေထဲမှာလေ Youth Sport Media 30.0ဆိုတဲ့ TV4 ကြီးရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မှတ်စောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ မြန်မြလေးနဲ့ကလစ်ဖို့မပေးကြပါနဲ့ဦးဗျမြန်မြလေးကလစ်မမြန်မြနာဖြစ်ပါတယ်အားလုံးမကြွတပါရဲ့ကောင်းမွန်သောနီလေးတစ်နေ့ဖြစ်ပါစို့ဆုမွန်အောင်တောင်းပေးနေပင်ကျွန်တော်တို့ရဲ့နောက်မှာပဲအေးဆစစ်တွေ့ကြပါလို့ကျွန်တော်တွေ့ကြမယ်လို့ပြောနေတယ်ပဲကျွန်တော်ည9:00 9:00ခွဲတဲ့နေ့မှာပြန်တွေ့ကြတာပေါ့ဒေးဗော်ပါဗျ